ပေါ့เนาะသူကတော့ဟိုဘယ်လိုပြောမလဲဟိုကိုသူကမင်းသမီးကြီးရယ်ဆိုပြီးတော့လဲအဲ့လိုမျိုးနေတာတခုမရှိဘူးပေါ့အဲ့တော့အမကကျမကိုအဲ့ဒီဖုန်းကိုယူသွားရင်လို့ဆွဆွဲခြင်းမရလားအဲ့လိုဆွဆွဲနေရမှာစင်တဲ့အဆောင်တွေအားလုံးငါစစ်ပြီးသွားပြီနှစ်တယောက်ကိုပဲစစ်ဖို့ကြံတော့သူတွေ့တဲ့သူနဲ့အဲ့လိုမျိုးပေါ့စကားလေးပြောတာလဲဖော်ယူရယ်အဲ့ဒီမှာအမတို့ကလောက်ရတာတရုတ်ဆောင်ရတဲ့အပိုင်းမှာပို့ပြီးအခက်အခဲမရှိတော့တာပေါ့နော်စိုင်းနာပေါ့ မနေ့ကတင်ဒီမှာအကြိုက်ထိုင်သွားတာငါသိရလေဟုတ်တယ်အဲ့ဒါလေးအမစစီတီဗီလေးတက်လိုက်ရအောင်နော်အဲ့ဒါဆိုတွဲချစရာမလိုတော့ဘူးနော်ဒီကားမှာအခုစစီတီဗီမတက်ပြီးတော့လေအဲ့လိုမျိုးပေါ့ရှင်မို့လွှဲချနေရတာဟဲ့ဒါဟိုဟာလာကိုရရလား ကဲမြက်ခွေရဇလန်လေးမှာတော့အမပါဝင်ထားပါတယ်အိမ်မှာကတော့ဘယ်လိုပြောမလဲအဆောင်ပိုင်ရှင်နေနဲ့ပါဝင်ထားတာပေါ့နော်အဆောင်ပိုင်ရှင်နေနဲ့ယတီကတော့အမရဲ့အဆောင်မှာလာနေရဲပေါ့နော်အဲ့လိုမျိုးဇလန်လေးနဲ့ပါဝင်ထားတာပါဟုတ်တယ်အခုတော်တော်လေးဘယ်လိုဖြစ်လဲမသိဘူးအဲ့အပေါဆိုးတဲ့ကင်တာတွေပဲရိုက်ရိုက်နေရတယ်သိလားဟိုတနေ့ကလည်း Happy Hotel မှာအပေါဆိုးတဲ့ကင်တာအခုလည်းဟိုတနေ့ကဟိုပိုင်နခုနဲ့လည်း Happy ဟိုဟာမှာလည်း အပေါက်ဆိုတဲ့ကိုင်လေးပါတဖြည်းဖြည်းနဲ့တဖြည်းဖြည်းနဲ့ရုပ်ပေါက်နေပြီကဲလာပြတာလေးရောဒါလေးရောကြာပါပြီပေါ့နော်မနစ်ကဒီကားလေးရိုက်ထားတာပါမနစ်ကရိုက်ထားတာကိုဟိုဟာမဲရနေပြီးတော့အမားအမားနဲ့ကိုင်တာလေးဒီကားလေးလိုက်လိုက်လောက်တယ်ပေါ့နော်အဲလာပြီးရိုက်ပြီးပေါ့ဒီလာကဲလာတာနဲ့အမားလည်းဟိုဘယ်လိုပြောမလဲကိုကကြာရဇက်ရုပ်ပေါက် ပြင်းပြင်းစားတယောက်ဆောင်နိုင်မှုပဲလိုတယ်ဆိုပြီးကွာလဲကဲလုံးမယ်ဆိုပြီးလုံးလိုက်တာအာဒါပေမဲ့အခုနောက်ပိုင်းဒီရလေးကြီးပြင်းပြင်းနဲ့လေအသားတကြီးအစစ်စစ်ခံမလားရဲလေကိုအဲ့လေဟုတ်တယ်ပေါက်နေတယ်အရန်ပေါက်နေတယ်ဒီလားရွှေမို့ကိုလေ ကိုကလည်းပြောတာပြောအားနာနေရတာပြင်မှာရှင်မရရအမပြောတာပြောပြောတာပြောကိုကလည်းမောင်းတင်ပြီးပြောတာပေါ့နော်အဲအိုက်စင်းလေးရိုက်တဲ့အချိန်မှာတော့အမတရားတွေကတော့ရှိပါတယ်ဘာလို့ရှင်မုံနဲ့အတူတူအဲ့လိုမျိုးပေါ့နော်ကြရတဲ့အချိန်မှာအမအရင်လည်းပြောပါတယ်ရှင်မုံနဲ့ကအဲအိုက်ကားလေးမှာပထမရိုက်ဖြစ်တာပေါ့နော်ရိုက်ဖြစ်တာပြီးကဟိုကျန်တဲ့ဟာတွေကရှင်မုံနဲ့ကမစုံလာကြဘူးလေအိုက်ကားလေးမှာစပြီးစုံဖြစ်တယ်ရှင်မုံနဲ့အဲရိုက်ဖြစ်တယ်ပေါ့နော်အဲသူကလည်း အဲဟိုဘယ်လိုပြောမလဲအမညီမလေးကိုအမနာနဲ့ပြောတာပြောဆိုတော့အေးအမပြောမယ်နော်လို့သူ့ကိုခွင့်လောင်းရတယ်လေနော်အဲ့လိုမျိုးလေးပေါ့အဲအဲ့ဆရာလာအဲပထမတော့အဲအဲ့လိုမျိုးပေါ့နော်အဲမဟန်နီရတဲ့နည်းနည်းပုတ်ပုတ်ရပေါ့ပုတ်ရစုံနဲ့စပုတ်နဲ့꿰ပြီးတော့အုတ်ခဲလေးပေါ်ပါတက်ခါတက်လိုက်တယ်တကောအဲစပွဲလေးပေါ်ပါ꿰ပြီးတော့လေနောက်ကြမရဘူးရအမားတဲ့စပွဲရှိထွက်ပြီးတော့သူ့ကိုသွားပြောရမှာဆိုတော့ ရလို့ပြောလိုက်မယ်ဆိုပြောဟိုအကြက်ရိုက်တဲ့အချိန်မှာနည်းနည်း okay လေးခူထားတာပေါ့နော်လို့ပြောတယ်အဲမြက်ကလည်းဆိုရွှေမော်ကတော့အဲ့လိုမျိုးပေါ့နော် သူကတော့ဟိုဘယ်လိုပြောမလဲဟိုကိုသူကမင်းသမီးကြီးရယ်ဆိုပြီးတော့လည်းအဲ့လိုမျိုးနေတာတခုမရှိဘူးပေါ့နော်သူကတွေ့တဲ့သူနဲ့အဲ့လိုမျိုးပေါ့စကားလေးပြောတာလည်းဖော်ယူရယ် အဲ့ဒီမှာအမားတို့ကလောက်ရတာတရုတ်ဆောင်ရတဲ့အပိုင်းမှာပို့အခက်အခဲမရှိတော့တာပေါ့နော်တချို့ကြတော့အဲ့လိုမင်းသားမင်းမီးနဲ့အဲ့လိုမျိုးတရုတ်ဆောင်ရတဲ့အပိုင်းမှာကြတော့နည်းနည်းရှိန်လာလေးရှိရလေရှိတော့ခါကြတော့အဲ့လိုပြောကိုယ်နည်းနည်းလေးဟိုနည်းနည်းလေးစိတ်စိတ်လေးနေရဆိုရင်ကိုကတရုတ်ဆောင်ရတာမရှိန်သွားလေလေးရမလား အမှုကြတော့ခါကြတေးဥဆောင်လို့ရှင်လဲအဲမှားသွားမှာလားအဲ့လိုမျိုးလေးပေါ့ရှိနေရပေါ့နော်အခုကြတော့ခါကြတော့ဒီရွှေမွားကြအရင်လဲသဘောကောင်းတယ်အဲစကားပြောလေးရလဲအကုန်ဖော်ရပေါ့ညီမတွေလိုပဲပေါ့နော်တွေ့တာနဲ့အဲရေဘက်ဝင်စကားတွေပြောပြီးရိုက်ကြတာဆိုတော့အခက်ခဲမရှိဘူးပေါ့နော်အဲ့လိုမျိုးလေးဟုတ်တယ်အဲ့ဒါလေးအမစစီတီဗီလေးတက်လိုက်ရပါတော့အဲ့ဒါဆိုလွှဲချစရာမလိုတော့ဘူးနော်ဒီကားမှာကစစီတီဗီမတက်မိတော့လေအဲ့လိုမျိုးပေါ့ရွှေမောလွှဲချနေရတာ စဉ်းစားကြာမလို့ပါဘူးကျမလည်းပြီးဆောင်မှာမနေဘူးနေလည်းမနေနိုင်ဘူးတော့ဘွားမမနေနိုင်အခုစစ်လေသင်အခုစစ်မှာမပူနဲ့ကျမထောက်တယ်စွဲချလာတယ်ခဏလေးဟုတ်တယ် drama လည်းပါတယ်အိမ်ဟိုပါတော့တချို့ကအကုန်ပြောရအမတဖြစ်ဖြစ်နေအိုက်ကာရီတာရအရန်မိပြီးတော့အရန်ပြည်ပြင်းလာပြီးကဲဟိုကိုရီတျောက်ဆောင်တဲ့အပိုင်းမှာလည်းပေါ့နော်မန်လေးနဲ့ပေါ့ထည့်ပြီးတော့တျောက်ဆောင်လာဆိုတော့လေ ိုစိတ်ကောလူရောပေါ့နော်အဲ့လိုမျိုးလေးထိုင်ကြစတော့ကိုကိုကိုလည်းကြည်နဲ့အားရပါတယ်တိရတော့အခုပေါ့နော်ကိုတောင်မှပြန်ကြည့်မိရရိုက်ရိုက်ထားတာလည်းနည်းနည်းကြာသွားပြီဆိုတော့လေဟိုဇလန်လေးကဟိုဘယ်လိုပြောမလဲရိုက်နေတဲ့အချိန်မှလည်းတော်တော်လေးကောင်းပါတယ်စိတ်ဝင်စားစရာလည်းကောင်းတယ်အခုဒီကြညာလေးဒီပိုင်းဒီပိုင်းပြတဲ့အချိန်မှလည်းပြန်ကြည့်ဖြစ်တယ်ပေါ့နော်ဇလန်လေးလည်းတော်တော် ကောင်းပါတယ်ဟိုပါဝင်ထားတဲ့တိကျဆောင်တွေလည်းအကုန်လုံးသူပိုင်းနေတဲ့သူကာရက်တာလေးလည်းအကုန်ထိတယ်ပေါ့နော်အဲကောင်းတယ်ဇလန်လေးကတော်တော်ကောင်းပါစိတ်ဝင်စားစရာအရင်ကောင်းပါတယ် ဒါပါစာချုပ်တွေလည်းကိုကြီးဟုတ်တယ်ဟုတ်တယ်ဇလန်းလေးအရန်ကောင်းတယ်ဇက်အရန်ကောင်းတယ်အရန်လည်းအရန်လည်းပေါင်နေပြီနော်အဲရှိပါတယ်ဇလန်းဇက်ရှိလေးကတဖြည်းဖြည်းနဲ့တော့တက်မှာပါတက်မှာဒါပေမဲ့ surprise ပေါ့နော်ခုလမ်းခွဲဖို့ဒီစာချုပ်တွေပေးတာဆိုရင်တော့မလိုပါဘူး ကိုကပဲနည်းနည်းလွန်ထားတဲ့အပိုင်းဆိုကိုကပဲပြန်ပြီးအားနာနေရငါအရင်လွန်သွားတာမသိဘူးပေါ့လေကောမန့်တွေမှာလည်းဝင်ဖက်ရတယ်လေနော်ကောမန့်တွေလည်းအရင်ဖက်ကကောမန့်တွေမှာလည်းအဲ့လိုပဲပြောနေကြတာလည်းရှိပါတယ်အဲ့ဒီအတွက်ဟိုဘယ်လိုပြောလဲပြောချင်တာလေးတခုကတော့ဗောနော်ကိုက်တာဟိုတရုတ်ဆောင်ပိုင်းမှာကျတော့ ဘယ်လိုပြောဒီကိုက်တာအရပြပြင်းစွာတရုပ်ဆောင်ရတာပါအပြင်မှာတော့အဲ့လိုမဟုတ်ပါဘူးလို့ပြောချင်ပါတယ်ဟုတ်ကဲ့ရှင်ဒီကားလေးကအခုမြက်ွယ်ရာဆိုဇလန်လေးမှာအခုမဟာ application ကနေပြီးတော့နှစ်ရက်၅လ2025ညခုနှစ်ရက်နေစပြီးတော့အပိုင်း16ပိုင်းတော့ပြတ်သွားပါမှာဖြစ်ပါတယ်အဲ့ဒီအတွက်လည်းအားပေးပါအောင်လို့ပြောချင်ပါတယ်